ဘိုးချုပ်အောင်ဆန်းကိုစုငွေ၅ချက်ထုတ်စဉ်ကဘိုးချုပ်နှင့်အတူတရားဟောခဲ့သူဖြစ်သည်တို့ဘက်မှာအစီယုံခေတ်ကသခင်အောင်ဆန်းဘိုးချုပ်အောင်ဆန်းအထုတ်ထဲရောက်လာပြီးဒီနောက်ဘိုးချုပ်အောင်ဆန်းအကြောင်းကိုတတိုင်းပြည်လုံးသိပြီးဖြစ်တော်လဲအထုတ်အထိတ်မရောက်မီအညရသခင်အောင်ဆန်းဘဝကအကြောင်းများကို သိသူအလွန်နေပါပြီမြည်တို့ကြောင့်တို့ဘမှာအစီယုံခေသခင်ဘွားနဲ့ သခင်အောင်ဆန်းဤမမေ့နိုင်ဘွဲရအကြောင်းကလေးများကို ရေးလူပီးသည် 1300ပြည့်နှစ်တုန်းက1300ပြည့်နှစ်အရေးတော်ပုံအတွင်မော်လမြိုင်ညီလာခံအတွက်ဒုဗမာသခင်အပေါင်းတို့ကိုတောင်ဝင်းနှစ်ကိုအလုံးများနေကြစဉ်ကျွန်တော်မှလည်းသခင်အောင်ဆန်းဤတန်ကျိုးရိုက်ခတ်မှုကြောင့်ရန်ကုန်ဌာနချုပ်သို့ရောက်ခဲ့ရပါသည် သခင်အောင်ဆန်းနှင့် ပထမအကြိမ်တွေ့ဆုံရခြင်းဖြစ်ပါသည်။ရောက်လျင်ရောက်ချင်းကျွန်တော်မှမြောင်းမြခိုင်ဒုတိယဥက္ကဋ္ဌဖြစ်ပြီးပထမဥက္ကဋ္ဌသခင်အုံးဖေမှာအကြောင်းမညီညွတ်၍မလာအားသေးကြောင်းကိစ္စအဝါဝါကိုကျွန်တော်ပင်တာဝန်ယူရမည်အကြောင်းများကိုသခင်အောင်ဆန်းအပြောပြတော်အခါသခင်အောင်ဆန်းကကျုပ်တို့အစည်းအုံးမှာပထမအင်အားအကြီးဆုံးကခမားတို့မြောင်းမြခိုင်ဒုတိယကတော့တာယာဝတီခိုင်ပဲဗျငွေရေးကြေးအတောက်ဆုံးကတော့တဝဲခိုင်ပဲ ပြီးတော့မော်လမြိုင်ကြီးလာကန်အောင်မြင်ရေးအတွက်ဒီသုံးခိုင်ကိုပို့ပြီးအားကိုးတာပဲအစွမ်းကုန်သာစူးစမ်းကြပြီတော့ဗျာဟူပြောပြီးတခင်အောင်ဆန်းမှာရေချိုးကန်းသူဝင်သွားပါကြော်သည်ကျွန်တော်မှလည်းစက်တဲ့ငဲ့ငဲ့စောက်နေရာမိနစ်20ခန့်နေထွက်လာပြီကဲခမားနဲ့ကျွန်တော်ရွှေရကုန်တပိတ်လွှတ်တော်ကိုသွားရအောင်ဟေးတခင်တင်းငါအင်ကြီးပေးပါဦးကွာဟူအော်တောင်းပြီးအင်ကြီးများဝစ်ပါတော့သည်တခင်တင်းဦးမှာ ယခုအတန်လင်းဌာနတွင်အလုပ်လုပ်နေပါသည်။သခင်အောင်ဆန်းဤရွှေတိုက်ဝင်စုဖြစ်ပါသည်။သခင်အောင်ဆန်းဤရွှေတိုက်ဝင်စုဖြစ်ပါသည်။အပောင်လက်မှတ်မှန်သည်များသူကတင်ထားရပါသည်။သုံးလပြည့်ကံဤတွင်ကြည်လုကြပါအောင်ဟူသောခေါင်းစဉ်ဖြင့်နေအမှုဆောင်များမြင်နိုင်သောနေရာတွင်ကတ်ထားရပါသည်။နေအမှုဆောင်များက မနေသည့်မနေနိုင်သည့်အခါရွေးပေးခဲ့ကြရပါသည်။သခင်အောင်ဆန်းတွင်ကိုပိုင်အဝိအထေမိများရှိသည်ကိုအတိအကျမသိရတော့လေ။အစည်းယုံပေါ်တွင်ရှိသည်များသူပိုင်လူလူကြီးဖြစ်ပါသည်။တွေ့ကြရအဝိစားများကိုလွယ်သလိုဆွဲဝေးလေရှိပါသည်။အထူးသဖြင့်သခင်တန်းထွန်း၏တက်တာတွင်ရှိပစ္စည်းများကိုသူချဲ့လဲခြင်းသို့ချဲ့လဲပါသည်။သခင်တန်းထွန်းမှာ ကန်တော်စည်းဆောင်ဆောင်ရှိကလာကြောင်တကြောင်တွင်ဆရာလုံနေသည့်အတွက်သူလာကနှင့်သူဝယ်နိုင်စွမ်းရှိပါသည်တခင်တန်းထွန်းသည်အယုတ်ဆိုးသလောက်အလှအနုအလွန်ကြိုက်ပါသည်လုံကြီးများမှပန်းနုရောင်ဝါနုရောင်ဖတ်ဖူးရောင်စသော လုံကြီးများလေးငါးဆယ်တဲ့ခန့်ရှိပါသည်တခင်အောင်ဆန်းက၎င်းလုံကြီးများကိုခဏခဏယူဝတ်ပါသည်တခင်တန်းထွန်းမှာသူမြတ်တော်ထားသော လုံကြီးများကိုယူဝတ်သည်ကိုသဘောမကျတော့လေ ဖွင့်၍မကန့်ကွက်ပါ။ကွယ်ရာတွင်ဒီလူကိုတော့ဒီလိုပဲပါမီဖြည့်နေရတယ်။ကျုပ်ကအနိုင်ကျင့်ဆုံးလူနှစ်ယောက်ဟာသူ့ရဲ့သခင်ဘဟင်းရဲ့ပဲဟုပြောပြပူပါသည်။လုံကြီးများကိုသူ့ဝတ်သွားလဲတခါဝေ့ဖြစ်ပါသည်။သူတခါဝေ့လိုက်ရင်ဥษาရှင်သခင်တန်းထွန်းက ပြန်မြူတော့ပြီ။ယူကျင်စရာလည်းမကောင်းတော့ပါ။စွန်းထေပေးရပြီးဖြစ်နေပြီသည်။အောင်ဆန်းဤဆွေ တခင်အောင်စန်းတွင်ချစ်စရာကောင်းဆုံးအင်္ကာတစ်ခုမှာလုံလဝရိယဇွဲပင်ဖြစ်ပါသည်ဘသူတွေဘလို့စိတ်ပြက်နေနေသူမပြန်ဘသူတွေလှုပ်လှုပ်မလှုပ်လို့သူလှုပ်ပါသည်လှုပ်စရာရှင်နေသူဟာသူလှုပ်ပါသည် ရေးစရာရှိရင်လည်းသူဟာသူရေးပါသည်အထူးအဆန်းဆုံးတစ်ချက်ချက်မှာသူနှစ်သခင်တန်းထွန်း၏အမည်များဖြစ်ပါသည် နိုင်ငံရေးပြဿနာတစ်ခုအတွက်သခင်တန်းထွန်းကသူ့အိမ်တွင်သူ့ကြီးညာချက်တစ်ခုရေးဆွဲကြသည်ဆိုပါစို့သခင်အောင်ဆန်းကလည်းသူ့အမည်နှင့်သူသူ့စီယုံတင်ရေးဆွဲလေးရှိပါသည်၎င်းကြီးညာချက်များကိုတိုက်ဆိုင်ကြည့်လိုက်သောအခါမူချင်းမှာတထေရရဲဖြစ်နေလေးရှိပေသည်ဤမျှအမြင်ချင်းတူတူများဖြစ်ကြပါသည် စစ်ပြီးခေဖာစာပါလာမှကွန်မြူနစ်ကိုထုတ်ပြစ်သည့်အချိန်အထိသခင်တန်းထွန်းနှင့်သခင်အောင်ဆန်းတို့မှအမြင်ချင်းအလွန်တူကြပါသည်။နောက်ပိုင်း၊ကွဲသွားကြသည်မှာအထူးပင်ခြေခွဲဝန်းနေပွေဖြစ်ပေသည်။မိသည့်အတွက်ကွဲကြသည်မူကိုမူကားဤဆောင်မားတွင်မဆွေးနေလိုပြီ။တခင်အောင်ဆန်းသည် အလုတ်လုတ်စရာရှေလင်မိုးလင်းသည့်အထိအလုတ်လုတ်တက်ပေသည်မပြီးမချင်းမကြီးမညူလုတ်လေးရေးလေးရှိပါသည်စိတ်လည်းအလွန်မြန်သည် အကြောင်းတစ်ခုခုကြောင့်သူစိတ်ညစ်နေလင်းအလွန်တနာစရာကောင်းပေသည်ချစ်စရာလည်းကောင်းပါသည်သူအတွက်တခေအောင်ဆန်းစိတ်ဆိုးစိတ်ညစ်ဖြစ်နေလင်းအားလုံးကဝိုင်း၍တနာချစ်ချစ်ကြပါသည်ဤကဲ့သို့ဖြစ်ပျက်များကိုဒုတိယစစ်ဖြစ်ခံသည် ဗမာထွက်ရက်ကိုင်ကိစ္စကိုဗမာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်စည်းဝေးတွင်ချ၍စဉ်းစားကြတော့အခါခဏခဏတွေ့ရပေသည်ထွက်ရက်ကိုင်အရေးကိုစန့်ကျင်သူများနှင့်နားလည်မှုမရနိုင်ပေအပြင်းထန်ညှင်းခုန်နေကြစဉ်တခင်အောင်ဆန်း၏စိတ်ညစ်သည့်မျက်နှာမှာပျော်မပြနိုင်လောက်အောင်တနာစရာကောင်းပေသည် အချို့အမှုဆောင်များမှသူ့ကိုတနာသည့်နှင့်ကဲမှားရင်လည်းမှားပါစီဒီလူဟာဒါလောက်တော့ညံ့မှာမဟုတ်ဘူး သူ့စေတနာကိုကျုပ်တို့ယုံကြည်တယ်။သူ့ဘက်ကပဲကျုပ်တို့ထောက်ခံမယ်ဆိုပြီးထောက်ခံကြသည်ကိုပင်တွေ့ရပါသည်။သူဤဆွမ်းရည်တနေ့တွင်ဗမာထွေရကန်းအာနာပိုင်အမှုဆောင် အစည်းအဝေးကိုတက်ရောက်ရန်ကျောင်းသားသမဂမှသခင်ဖဟိဒုဗမာအစည်းအုံးမှသခင်အောင်ဆန်းသခင်လှဖီယခုဘူလဲရနဲ့ကျွန်တော်တို့ဒေါက်တာဗမော်အင်းသူသွားကြပါသည် အစည်းအဝေးတွင်ဗမာထွက်ရက်ကိုင်းဝါဒအစည်းအဝေးနှင့်လုပ်ငန်းစဉ်များကိုရေးဆက်ရန်အဖွဲ့ငယ်တစ်ခုဖွဲ့စရာတွင်ဒေါက်တာပေါမော်ကချဲ့ရမင်းသခင်အောင်ဆန်းကအတွေ့အမှုဖြင့်ရွေးခန့်ရပါသည်အမှုဆောင်များက၎င်းဖွဲ့ငယ်ဤစည်းမျဉ်းဝါဒနှင့်လုပ်ငန်းစဉ်အကြံမှုမှုကိုမိတိနေတွင်တင်ပြနိုင်မည်နည်းဟုမိရာဒေါက်တာပေါမော်ကတနင်္ဂနွေနှစ်ပတ်အတွင်းတင်ပြမည်ဟုဖြေသည်ကိုသခင်အောင်ဆန်းကဒီလောက်အလုပ်ကလေးကိုဒီလောက်အချိန်ယူလုပ်နေရရင် ဘမလူလက်ရေးကြီးတာဆိုရင်၁၀နီးနဲ့ပြီးနိုင်ပါတော့မလားဟုပြောကကဲခမရတို့လက်ဖက်ရည်တောက်နေတော့ကြောက်ပြီးအောင်ရေးပြီးနှစ်နိုင်အတွင်းတင်ပြမယ်ဟုပြောကအခန်းတော်တစ်ခုသို့ထသွားပြီးရေးလေတော့သည်အားလုံးလူကြီးများမှအာအသင်ပြီးစောင့်နေကြရပါသည်နှစ်နိုင်ခန့်အကြာတွင်အင်္ဂလိပ်လိုရေးထားသောသူ၏အကြမ်းမှုကိုတင်ပြပါတော့သည်စကလုံးနှဲငယ်ကိုပြင်ရသည်မှအပါ အခြားသောအချက်လက်များကိုလက်ခံလိုက်ကြရပါသည်။ဤတွင်မှ လူကြီးပိုင်းကနိုင်ငံရေးသမားများသည်တခင်အောင်ဆန်းဤထက်မြက်ပုံအဖက်ဖက်ကအရေးချင်းပြည်စုံပုံများကိုတီတူချီးမွမ်းကြပါတော့သည်။တခါသော1940ခုနှစ်ဦးတွင်ဗမာနိုင်ငံလုံးဆိုင်ရာအမှုဆောင်ညီလာခံကိုမန္တလေးမြို့၌ကျင်းပနေစဉ်ဆာစတာဖို့ဂရိတ်ပေယခုဘီလက်ရွှေတိုက်စိုးဝင်ကြီးဗမာပြည်သို့ရောက်လာပါသည်။တခင်မောင်းဆောင်များနဲ့တွေ့ရန်မန္တလေးလိုလိုက်လာပါသည်။ အမှုဆောင်များနှင့်တွေ့ကြရာဗမာနိုင်ငံရေးခြေအနေများကိုဆွေးနွေးကြပါသည်ကရက်ပစ်မှာဗမာအခြေအနေနှင့်တခင်များအကြောင်းကိုဘရင်ကနှင့်အစိုးရအဖွဲ့ဝင်များ၏ပြောပြချက်များကိုအခြေခံထားပြီးဆွေးနွေးဟန်တူပါသည်တခင်အောင်ဆန်းနှင့်တခင်တန်းထွန်းတို့ကတကယ့်အခြေအနေမှန်များနေတကားဗမာလွတ်လပ်ရေးကြိုးပမ်းမှုများကိုအသေးစိတ်တိတိလင်းလင်းပြောပြကြရာကရက်ပစ်ကကျုပ်အစကခမားတို့လူငယ်တွေအပေါ်မှာတော်တော်အထင်သေးမိတယ် အခုခမားတို့ပြောပြနေတဲ့လေးနှက်တဲ့ရည်ရွယ်ချက်မုံမြတ်တဲ့လမ်းစဉ်တွေအတိုင်းဆိုရင်ခမားတို့လုပ်ငန်းစဉ်ခမားတို့လက်လက်ရေးကြိုးပမ်းမှုဟာတရားပါတယ်ဟုချီးကျူးဝန်ခံသွားရပေသည်။တခင်အောင်ဆန်းဤတီကြီးလေးနှက်တော်မျက်နာကိုအစဉ်တစ်ပြည့်ဆူဆူဆတ်ဆိုက်ကြည့်ပြီးအကဲခတ်နေသည်ကိုလည်းသတိထားမိပါသည်။တခါတရံတုံ့လို့၆ချချင်းဖြစ်တဲ့ဒီမှတပါမြင်တွေ့သူတိုင်းကမလေးစားပဲမနေနိုင်လောက်အောင်လေးနှက်တော်သဘောထား လေးနှက်သောမျက်နှာပေးနှင့်လေးနှက်သောစကလုံးများဟုပိုင်ဆိုင်သော သခင်အောင်ဆန်းဖြစ်ပေသည်။ငါချက်တန်သခင်အောင်ဆန်းတခါသောဟင်္ဒရခိုင်ညီလာကန်ကိုဇလုံးမျိုးတွင်ကျင်းပနေပါသည်။သခင်အောင်ဆန်းနှင့်ကျွန်တော်မှာဌာနချုပ်ကိုယ်စားလှယ်အဖြစ်တက်ရောက်ရန်ဇလုံးတို့သွားကြရပါသည်။ညီလာကန်အပြီးရန်ကုန်တို့အပြန်တွင်တောက်ကြီးရအစီယုံဤဖိတ်ခေါ်ချက်အရတရားပွဲတစ်ခုကျင်းပပါသည်။တရားပွဲတွင်ကျွန်တော်ပထမဟောပါသည်။ တခင်အောင်ဆန်းလှဲ့ရောက်၍ဆယ်မိနစ်ခန့်စကားပြောနေစဉ်ပလေးအရာရှိတူဝင်ရောက်လာပြီး notice စာတစ်ခုပေးပါသည် notice စာတွင်ရာဇဝဲဝင်ကြီး Mr. Xavier ကချင်းနောက်နယ်အကြောင်းများကိုနိုင်ငံရေးတရားပွဲများတွင်ထည့်မဟောရာဟောလင်ကာကွယ်ရေးဥပဒေအရအရေးယူမည်ဟုဖြစ်ပါသည်တခင်အောင်ဆန်းက notice စာကိုပြည်သက်အားဖတ်ပြပြီးကဲချင်းနောက်နယ်မှာဘာတွေဖြစ်နေလဲဆိုတာခင်ဗျားတို့သိကြရဲ့လားဒီကိစ္စကိုကြုံမိနေတယ် အခုတို့တစ္ဆာရောက်လာမှသတိရတယ်။ခမရတို့ချင်းတောင်နေအကြောင်းသိကျင်ကြသလားဟုမေးလိုက်ရာပရိသတ်ကသိကျင်နေသိကျင်နေဟုဝိုင်းအော်ကြ၏။သခင်အောင်ဆန်းလဲချင်းတောင်နေအကြောင်းကိုစိတ်ငါစုံလင်စွာဟောပြောပါတော်သည်။၎င်းချိန်တွင်ချင်းတောင်နေ၌ယခုချင်းဝင်ကြီးဖြစ်နေသူဥဝံသူမောင်မှာ နေချက်သမားတို့၏အနှိမ့်ဆက်ညှင်းပန်းခံနေရသည်။ဗမာပြည်နိုင်ငံရေးအသိအပင်များမှယခုကဲ့သို့နေချက်သမားကလူနည်းစုကောင်းဆောင်တဲ့အဝါနှိမ့်ဆက်နေသည်ကိုအရေးတယူစုဘူးဆောင်ရွက်သောအသင်းမှာဒုဗမာအစည်းအုံသာရှိခဲ့ပြီးသည်။ဒုဗမာအစည်းအုံ၏သဘောထားမှာလူနည်းစုအရေးကိုအထူးပင်ဦးစားပေးလေရှိပါသည်။၎င်းတရားပွဲပြီးလင်ပြီးချင်းသခင်အောင်ဆန်းနှင့်ကျွန်တော်အားကာကွယ်ရေးဥပဒေနှင့်ဖန်စီဝရန်ထုတ်လိုက်လေသည် ကျွန်တော်တို့နှစ်ယောက်မှာဟင်္ဒရာမျိုးရှိမြမပလက်အရာရှိကြီးတူဦးအကူညီနဲ့လွတ်ထွက်လာပြီးရန်ကုန်မြို့53လမ်းရှိအိမ်တိမ်တွင် ပုန်းနေကြလေသည်၎င်းရဲ့အတွင်တခင်အောင်ဆန်းရဖမ်းပေးလျင်သူမဟုတ်တရင်ပေးနိုင်လျင်စုငွေ၅ချက်ပေးမည်ဟု မစ္စတာဇေဗီယာကကြေညာလေတော့သည်ထိုကဲ့သို့ပုန်းနေစဉ်ဒုဗမာအစီယုံခေါင်းဆောင်များမှ တကွဲတပြားစီဖြစ်နေသည်တခင်နှုတ်တခင်တန်းထွန်း သခင်ဘာဟိစသောသူများမှထောင်တွဲတင်ရှိနေကြပြီ သခင်များသခင်လှဘောသခင်လှပြီယခုဘူလဲ့ရာသခင်တင်မှာစသည်တို့အပြည့်မှာကြံခဲ့ကြလေသည်ကြံခဲ့သောကောင်းဆောင်များမှာလည်းစီရင်နှင့်ပတ်သက်၍သဘောကွဲလဲနေကြရာသခင်အောင်ဆန်းမှာအတော်ပင်စိတ်ပြန့်နေပြီသည်သခင်လှပြီနှင့်ကျွန်တော်မှာစတော့ဂိတ်လန် လူအိုယုံနီးရှိတခင်နုအိမ်တွင်တခင်နုဇနီးမမကြီးအားဆောက်ရှောက်ရင်းထမင်းကတ်စားနေကြရပါသည်။များမကြမီတခင်အောင်စံမြမပြီးအပြင်ဘက်သို့ထွက်သွားရင်းပြက်တနာပေါ်လာပါတော့သည်။၎င်းကိစ္စနှင့်တခင်လှပေနေကျွန်တော်ကပင် ကမကထာပြုခဲ့ကြရပါသည်။ထွက်မသွားမီညတညတွင်ចောင်းသားသမကအတင်းတိုက်တွင်တခင်အောင်စံခီးထွက်ရေးအတွက်ဆွေးနွေးပွဲတစ်ခုလုပ်ကြပါသည်။ ၁၂နာရီခန့်တွင် သခင်အောင်ဆန်းအား53နံတိုင်းမှမော်တော်ကားနှင့်ကျွန်တော်သွားခေါ်လာခဲ့ရပါသည်အစီဝေးတယောက်သူများမှကိုကျော်ငိမ်းယခုဝင်းကြီးဟာကိုထွန်းအောင်မြူနစ်စပယ်မင်းကြီးငကနီကိုထွန်းဤကိုလှမောင်ယခုယူရီယာတန်ကိုမောင်မောင်မြမရုပ်ရှင်ကိုလှမောင်ယခုဘူဇီယတော်ခုသခင်ထွန်းရွှေငကနီ စတော်သူများဖြစ်ပါသည်။တခင်အောင်စံတော်ကန်ဤဖြစ်သည့်အလျောက်မှားစရာစကားများကိုမှား၍အားမရအောင်ဖြစ်နေရှာသည်။၁၂နှစ်မှနက်နက်၄နှစ်ခွဲထိတရားဥထဲစကားပြောနေလေတော့သည်။စကားမပြောလင်လဲလုံးလုံးမပြောပြောလင်လဲအိမ်နေသူကိုပင်နှိုး၍ပြောတတ်လေသည်။ဆောင်မရှင်အန်ဆို၍ဤကုံချုပ်ရပြီတော်မီတခင်အောင်စန်းနှုစဉ်ဘဝအဖြစ်ပြက်များကိုရေး၍ပင်ကုံနိုင်ပွဲမရှိပေ ်ကျွန်တော်တို့အဖို့တွင် အထုတ်ထိတ်မရောက်မီကသခင်အောင်ဆန်းအထုတ်ထိတ်ရောက်ပြီးဘူဂျိုးအောင်ဆန်းထပ်ပြီးကြည်ညိုလေးစားမိပါတော့တည်းသခင်တင်မှာအခန်း28ဘူဂျိုးအောင်ဆန်းနေအတူလိုက်ပါသွားသောဘူရန်အောင်ဤကူရီပြပြချက်များကိုအိုးဝီမဂ္ဂဇင်းကဏ္ဍတွင် ရေးသားဖော်ပြသည်ကြည်တော်ငန်ဆရာစင်ခေါ်စိတ်မင်းသားဤရေးသားထားသည်ဆောင်းမဖြစ်ပါသည်ထုတ်ဝီသူဘူဂျိုးအောင်ဆန်းနိုင်ငံသားသူစွန့်ထွက်ပုံး ခမမြန်မာနိုင်ငံလွတ်လပ်ရေးအတွက်အသက်ဆုံးပြီးနိုင်ငံခြားသွားရမယ်ဆိုရင် လိုက်နိုင်ပါမလားဟုတခင်လှဖီယခုဘိုလဲရာကာကွယ်ဝင်ကြီးဟောင်းကတန်လှင်အလုသမားအတွင်ရေးမှုတခင်လှမြိုင်ကိုမေးလိုက်အလုသမားကိစ္စအရေးတော်ပုံကြောင့်ထောင်ခဏခဏကြာနေသောတခင်လှမြိုင်ကသွားမယ်လိုက်မယ်ဟုကတိပေးလိုက်လေသည် အချိန်ကဒုတိယကမ္ဘာစစ်ထဲသို့ဂျပန်ပြည်ကမပါသည်အနောက်နိုင်ငံမှာချစ်ချိတ်တဲတဲမြတိုက်ပွဲဆင်နေကြလိမ့်မည်တရုတ်လူမျိုးအပြည့်နှင့်တရုတ်ပြည်သွားသောတင်မောပေါ်၌ တိရုပ်လူမျိုးကဲ့သို့ဝစ်စားထားသောတိရုပ်စကားမသက်သည့်သခင်အောင်ဆန်းနှင့်သခင်လှမြိုင်တို့၎င်းသင်္ဘောပေါ်တွင်ပါဝင်လျက်ရှိရာ၃ရက်ရှိပြီးစင်ကာပူကိုလည်းရောက်လူဖြစ်သောအခါသခင်လှမြိုင်က အနည်းရှိစကားမပြောတုံ့နှိပ်ပါဝေလုပ်နေသောသခင်အောင်ဆန်းအားအကိုကြီးကျွန်တော်တို့ဘယ်သွားလို့ဘယ်ရောက်ကြမှာလဲဟုမေးလိုက်သောအခါလုံးဝစကားမပြောဘဲအစဉ်တစ်ဖြစ်တွေ့ဝေစဉ်းစားနေရကအတာနေစမ်းများမမေးစမ်းနဲ့ဟုမှန်လိုက်လေသည် ေ့ကျင်သူသခင်လာမြိုင်အရှုံးပေးရ၏စကားပြန်မပြောဘဲနေမြဲနေလေသည် အုံဒီများနှင့်အတူတင်မောစီရခြင်းရင်းတို့လင်းတင်မောကြီးသွားမြဲသွားနေရာစင်ကာပူခံတပ်မှလွပြီးတရုတ်ပင်လေသို့ရောက်သွားသောအခါဆိုင်းကလုံးလေနီချန်သည် ပြင်းပြင်းထန်ထန်တိုက်ခတ်သည်နှင့်တင်မောကြီးပခတ်လွှဲတကယ်သူနှစ်နာရီနီပါခန့်ကြုံရလေပြီး တင်မောပေါ်ရှိကလတ်ထိုင်းစပွဲပစ္စည်းအမျိုးမျိုးကျွန်းထိုးမှောက်ခုံစင်းနှင်းသူတို့လည်းရက်တီမနေနိုင် ပုံးစရာရှာမတွေ့မူး၍အံ၍အော့၍ပြော့ခွေတော့လျာသခင်အောင်စမ်းမှာအုံတိမြထားသောအခန်းထဲ၌တင်မောမူလည်းတတိမေလျော်ပြော့ခွေသွားလေတော့သည်သခင်လှမြိုင်ကတင်မောမမှုတံသခင်အောင်စမ်း၏ကိုပေါ်၌ကျွက်ငယ်များလိုက်တန်းပြင်းနေကစားနေသလိုဖြက်ကျော်နေသောအုံတိမြကိုဖယ်ပေးနေရတော့သည် လေနီချမ်းမရက်မချင်းတခင်အောင်ဆန်းတင်မော်မှုမပြအလူးလဲခံနေရတော့သည်တဖန်စုံနောက်နာမည်ကျော်များပြည့်နှံ့နေသောဟောင်ကောင်တင်မော်စိတ်မှလွတ်ထွက်ရေးကောလုံစုကျုံးငယ်သူရောက်၍တင်မော်ပေါ်မှဆင်းလျာ၎င်းကျွန်းသည်အမေရိကန်အင်္ဂလန်တရုတ်ဂျပန်စသောနိုင်ငံတို့ကခုနှစ်ရက်တလှည့်စီအုပ်ချုပ်ရသောဂျုံဖြစ်လေသည် ထိုနေ့ကအင်္ဂလိပ်အုပ်ချုပ်ရသောအပတ်ဖြစ်၍အင်္ဂလိပ်အစိုးရကသခင်အောင်ဆန်းကိုမိလင်းစွန့်ဝေငါးချက်ထုတ်သားသောဝေယံပြည့်ဖြစ်ရာစိုးရိမ်ပွေဖြစ်သွားလေသည်။ရှေတိုးနောက်ဆုတ်ခတ်နေသည်။တရုတ်စကားမတည့်၍တရုတ်လူမျိုးများအနီးသို့ရှေမရက်ရဲသောသခင်အောင်ဆန်းနှင့်သခင်လှမြိုင်မှာအဲ့ရလေးတတကိုဆွဲလျက်မရဲတော်လဲပြေးခဲစီဆိုတကယ်သူဟန်မပြတ်နေ၍သွားနေစဉ် အစမပြည့်အခဲခန့်နေသောတရုတ်လူမျိုးပလေတိုကမတင်ကာ၍ဖန်တော်လေသည်ဤသို့အဖမ်းခံရသည့်အထီးသခင်အောင်ဆန်းသည်မတုံ့လုံးသူတို့ခေါ်ရသူလိုက်ပါမည်လိုက်ပါသွားလေဟာအတူပါသခင်လှမြိုင်မှာအကြံမျိုးမျိုးထုတ်ရာကနောက်ဆုံးပလေကိုငွေ85ကျပ်ပေးလိုက်မှလွရလီတော်သည် မဟောတရာဒီနှင့်ကြည်ကြီးသူများကိုမိတ်ဆက်ခြင်း ကောလုံစုကျုံပေါ်၌တနေ့လေးချက်ပေးရသောတရုတ်ဟိုတယ်ပေါ်၌ခီးလန်းအစီအစဉ်မရှိတဲခိုနေရရာသုံးလခန့်ကြာသွားလိမ့်မည်ပါလာသမျှစရိတ်လည်းမရှိတော့မြန်မာနိုင်ငံသူပြန်၍ငွေစည်းပြန်တောင်းသောအခါထိုစဉ်ခါကတခင်စီအုံးဝင်မှန်သည်မြငက်သည်ပြက်သည်လူတိုင်းလူတိုင်းအထင်သေးနေသည်ဈေးပြေဖို့နိုင်ရမဖြစ်သေးကြောင်းစပြန်လာသည်ရှေ့ရဖို့မိခဲ့သူကြံရပါမည်နီးတခင်အောင်ဆန်းမှမူဟော့တယ်အခန်းထဲရမထွက် စကားမပြောစာအုပ်ကြည့်၍သာနေထိုင်သည် စားစိတ်မရှိ စားစရာမကျန်ဝိစရာမရှိ ထိုသည်ကိုမသိသလိုပင်နေထိုင်နေတော့သည်တခင်လှမြိုင်မှာနေ့စဉ်နေတိုင်းငွေရရဲ့ရှာဖွေရလေရနောက်ဆုံးအင်္ဂလိပ်စာပြဆရာတလ30နှစ်အလုပ်တက်လာသည့်နှင်းအာရဝန်သာဟိုတယ်သို့ပြန်လာလေသည်သို့သော အချိန်ကညနေ4နာရီခန့်ဖြစ်၏ဟိုတယ်နှင့်မနီမဝေတွင် တရုတ်လူမျိုးဖြူဖြူချောချောအပြိုကလေးမှနေ့စဉ်နေ့တိုင်းကြည်နေရကထိုနေ့မှလည်းကြည်နေခိုင်းဖြစ်သည်နှင့်သခင်လှမြိုင်လည်းမနေနိုင်ပြန်၍ကြည်မိသည်နိုင်ငံရေးသမားဖြစ်သည်နှင့်စတင်ရင်ခဏညာကလမောင်းကြွသားကိုထုတ်ပြလိုက်သည်အပြိုကလေးလည်းပြုံး၍ပြီးကြည်နေသည်ခဏကြာသည့်အဖြစ်အားသခင်လှမြိုင်မှသခင်အောင်ဆန်း၏ အင်္ဂရေမူလတိုက်ခါကိုချစ်ကြောက်ယူသည်ခရသည့်အတိုင်းအင်္ဂရေဆယ်၏အခန်းထဲသူចောင်းသားကလေးကဆရာကိုကြိရှုရှာဖွေသည်လို့ကြည့်မိသောအခါသခင်အောင်ဆန်းမှလည်းပြတင်းပေါက်မှရဲ၍မာဆယ်လက်မောင်းချက်သားကိုထုတ်ပြနေကြောင်းဘွားကနေတွေ့ရလေသည် သခင်လှမြိုင်မှပါဇက်ပိတ်၍မျိုးလုံးပြူးပြီးအံ့အားတင်သွားကချက်ချင်းပင် ။အော်ညင်းဝေလွန်းလို့ထင်ပါရဲ့ဟုချိန်မေ၍မပြောဝင်မပြူဝင်မြို့သိမ့်နေရလေသည်။တယုံမလေးကပြုံမြဲပြုံလျက်ပင်။ထို့နောက်ရှန်ဟဲမြို့၎င်းမှဖော်မိုစာကျွန်းကတပန်ဂျပန်ပြည်ရှိုကိုဟာမာမြို့သို့ရောက်ကြသောအခါတိုချိုတို့သွားရဲလေရင်ပြန်ကွင်းသို့ရောက်ပြီးထိုအချိန်၌ သခင်အောင်ဆန်းနှင့်သခင်လှမြိုင်မှာဂျပန်လူမျိုးအဝိစားနှင့်ဖော်မိုဆာကျုံးမှစီမံပေးလိုက်ပြီးလင်းရင်ပြန်စီအန်ဆဲဆဲတွင်ဂျပန်ပလေးတို့ကဆွဲပြန်ပြီးပလေးစခန်းသူခေါ်သွားပြီးလင်းပလေးများကဂျပန်ဘာသာဖြင့်မေးရမေးမြတီနှင့်အင်္ဂလိပ်ဘာသာဖြင့်ခမရတို့ပဲသွားမလဲသခင်အောင်ဆန်းမှာအင်္ဂလိပ်နှင့်တုတ်တူတူချူသွားမလို့ခမရတို့ဘသူစီသွားမလို့လဲမီနာမီဆိုတဲ့မိတ်ဆွေစီသွားမလို့ ထို့အခါသခင်အောင်ဆန်း၏အမှုရာမထူးခြားလာတော့လေသခင်လှမြိုင်မှာအထူးစိုးရိမ်သွားလေသည်တိုဂျိုမျိုးကမီနာမီကတွေ့ကျင်သည်ဆိုသည့်အဖြစ်နှင့်ရှေ့အဖို့အစင်မပြေနိုင်လမ်းနံပါတ်အိမ်နံပါတ်အလုတ်ကိုင်းယာရုမသိမီနာမီဆိုသူကိုလည်းမမြင်ဘူးဖြစ်နေရာအမှန်စိတ်ရှုပ်ွယ်ဖြစ်နေလေသည်ပလေတိုက ဖုန်းဆက်လိုက်သောအခါကံအားလှော်စွာ မီနာမီဆိုသူကိုတွေ့လာပြီးစကားပြန်လာ၏။သွားခွင့်ရပြီး တိုဂျိုသွားလေရင်ပြန်ပေါ်၌ ပြုစုနေသောဂျပန်မားကချော်ချော်လေးမှအလွန်သဘောကောင်းဆဆကြည်နူးစရာဖန်တီးနေသောအခါသခင်လမြိုင်မှာအလွန်ပျော်ရွှင်သွားလေသည်ကြောက်ချစ်ယူသေးရရှိသောသခင်အောင်ဆန်းကိုအကဲခလိုက်သောအခါမှလည်းအုံပုံကြီးသခင်အောင်ဆန်းမှာပြုံပြုံကြီးခဏခဏဖြစ်နေလေသည်ဗိုလ်ချုပ်ဖနက်ဆွပေးသည်ဝင်ကြီးဟိုင်နန်ကျွန်း၌စစ်ပညာသင်ကြပြီးရဲဘော်တုံးကျိန်ဝင်များစုံလင်ကြပြီး ဂျပန်စစ်ပညာသည် အလွန်ကျန်းအလွန်ဆန်းအထူးအမခံပြည့်နှက်လျက်ရှိရာသခင်အောင်ဆန်းမှာအလုံးရဲ့ပြက်ပြက်ပင်ဖြစ်ရာနုနယ်သူ ဟုဆိုထိုက်လျာရဲဘော်တို့အထဲနမတ်တစ်ဆွဲနိုင်ပါမလားဟုစုံစမ်းကြည့်သောအခါသခင်အောင်ဆန်းမှာရဲဘော်တို့အထဲတွင် စစ်စင်စစ်တိုင်းတတိပြတိအကြံဉာဏ်ထူးချွန်လျက်ပင်ဖြစ်ကြောင်းသိရလေသည် ပုံမင်းကယခုထူထောင်ရေးဝင်ကြီးသည်ရဲဘော်သုံးကျိတ်တို့အထဲတွင် အငယ်ဆုံးဖြစ်သည်ရာညီအငယ်ဆုံးကိုအကိုကြီးကယူရနေဖြင့်တခင်အောင်ဆန်းသည်ယူရနိုင်သည် အလိုဖြစ်နိုင်၏စစ်ပညာတမျောက်၏ဂျပန်ကလည်းဒုတိယကမ္ဘာစစ်ထဲသို့ပြည့်ဝင်သောအချိန်တခင်အောင်ဆန်းခေါ်ဖို့တည်စားခေါင်းဆောင်သည်ရဲဘော်သုံးကျိတ်တို့ယူရီယာဆိုက်ရောက်ကြပြီ BIA တပ်ဖွဲ့များတီထောင်ရန်အထူးဆိုင်ပြင်နေသောအချိန်ဖြစ်လေသည် တနေ့သောအခါအလွန်စကားနှင်းလာသောဘူဂျွန်းအောင်ဆန်းမှာအစည်းဝေးသို့သွားရန်မိတယံရောက်ဖြစ်နေခိုင်းဘူမင်းကောင်ကအကိုကြီးအစည်းဝေးရှိတယ်စကားပြောရမယ်ဟုသတိပေးလိုက်မှအေးဟုတ်လားဟုဆိုပြီးအနေငယ်လှုပ်ရှားလာလေသည်အင်ဂျီဝေးဘောင်းမီဆူဓာတ်ကိုချိန်ဖနက်ကိုစီး၍ဘူမင်းကောင်နှင့်တွေ့၍အစည်းဝေးသို့လာသောအခါလမ်းတစ်လျှောက်တွင်ဘူဂျွန်းအောင်ဆန်း၏ဓာသည် တလန်လုံးတျှော်လျှော်နှင့်တရွတ်တိုက်နေလေသည်ဘူမင်းကောင်ကငုတ်ကြည့်မှ ဟာအကိုကြီးဓားစိတ်ပုံမဟုတ်သေးပါဘူးပြင်ချိတ်ပါဦးဟုပြောပြီးပြင်ချိတ်လေသည်တဖန်ဘုံမင်းကောင်ကအင်းကြီးကိုလိုက်ကြည့်မိရာအင်းကြီးကိုလည်းဖြောင်းပြန်ဝှထားသည်နှင့် ပြင်ဆင်တက်ပြရပြန်သည်သူနှင်းခီးတန်ရောက်သောအခါဘိုးချောင်းအောင်ဆန်းကညီလေးဟာငါဖက်နဲ့ကြက်နေတယ်ဘာပြုတ်လို့လဲဟုမေးလေသည်ဘုံမင်းကောင်ကဖက်နဲ့ကိုကြည့်သောအခါဘိုးချောင်းဆန်းစီထားသောဖက်နဲ့သည်ဘယ်နှညာလွဲ၍နေသည်ကိုတွေ့ရပြန်သည်နှင့်ပြန်ချွေ၍ ပြန်ဝစ်ပေးလိုက်ရလေသည်စိတ်မင်းသာကြည်ရောင်ကန်စရာစင် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ပိုင်းလေးမှာပြန်ဆုံကြပါမယ်နော်။